ားလုံးမင်္ဂလာပါကျွန်တော် KCB ဖြစ်ပါတယ်အရင်ရက်ကကျွန်တော်အနေနဲ့အခုလက်ရှိထွက်တဲ့ Meta Patch Update နဲ့ပတ်သက်ပြီးတော့ Part 1 Video တင်ခဲ့ရပေါ့လေအခုကတော့ Part 2ပေါ့ဒီ Part 2မှာကျတော့ကျွန်တော်တို့ Brother တို့အနေနဲ့စော့တင်တဲ့အခု Meta မှာ Live တဲ့ကျွန်တော်အကြံပေးခြင်းနဲ့ Flow လေးတွေနဲ့ပြီးလာမယ့် eSport World Cup MSC 2025မှာအသင်းကြီးတွေဆော့လာနိုင်တဲ့ Hero အစ်စ်တွေနဲ့ Flow တွေအကြောင်းကိုကျွန်တော်အနေနဲ့နည်းနည်းလေး ြောပြမယ် disclaimer အနေနဲ့ကကြတော့ဒါက part 2 video ဖြစ်တဲ့အတွက်အရင် part 1မကြည့်ရသေးတဲ့ brother အနေနဲ့အခု video မကြည့်ခင် part 1ကိုတွားကြည့်ကြဖို့လေပြောချင်တယ်ပထမဆုံး current မွန်သွန်းအနေနဲ့တာတယ်မပေါ်ခင်15စက္ကန့်အလိုမှာထွက်တဲ့ဒီရေစီးချောင်းကိုအခုဆိုလို့ရှိရင်တာတယ်ရှိနေသမျှကာလပတ်လုံးရေစီးချောင်းရှိနေအောင်လို့လုပ်ပေးထားတယ်ဒီအချက်အကြောင်းမလို့ကျွန်တော် personal အမြင်အရပြောမယ်ဆိုရင် shape video မှာလည်းတစ်ခါပြောတယ် ဖိုက်တာ6လိမ့်နေတော်တော်လေးကိုခစ်ထလာနိုင်တဲ့ဖိုက်တာတွေကလက်ရှိ meta patch အရဘတ်ပေးထားတာဆိုတော့ဖိုက်တာ6လိမ့်ကကျွန်တော်တော်တော်လေးသဘောကျတယ်အထူးသဖြင့်ဒီ meta မှာဆိုရင် ruby ကိုသွေးတက်တာ buff တယ်ပကွေတိုကိုခူတောင်းလျှော့တယ်မင်းစစ်တာကို base damage တိုးတယ်ရိုဂျာဆိုရင်လူဖောင်နဲ့ပြည့်ရတာတော်တော်လေးအဆင်ပြေအောင်လုပ်ပေးထားတယ်ပြီးရဘန်နေတတာတို့ဘာညာပေါ့လေကျွန်တော်အနေနဲ့ goal lane fighter တွေတော်တော်လေးကိုတဘောကြတယ်အခုမဲ့တာ current ကြောင့်မလို့ ဂိုးလိန်ဖိုင်တာတွေအနေနဲ့ first starter မှာတင် အစောကြီးပဲရေးစည်းလိုက်တဲ့သူတာတဲ့ပတဲ့ကိုကောင်းကောင်းကြီးကို လာဆိုင်ပေးလို့ရတယ်ဂိုးလိန်ဖိုင်တာ flow မှာအားလုံးသိတဲ့အတိုင်ဂျန်ဂလာကိုတော့ရီဆန်းရှင်းလင်းရိုဂျာလန်စလော့ဖန်နီတို့လို physical damage များတဲ့ကောင်တွေတုံးစီခြင်းနဲ့ဖန်နီကတော့ခုနောက်ပိုင်းတော်တော်လေးကို nerf လိုက်တယ်ပေါ့လေဒါပေမဲ့ pure massman တွေတော့အာမပေးဘူးဒီမက်တာ massman တွေအတွက်ဂျန်ငယ်စားရတာတော်တော်လေးတိုင်ပတ်တယ် ဥပမာအားဖြင့်ဘရူနိုနက်သန်ဂရန်ဂျာတို့လိုကောင်မျိုးတွေအဲ့ကောင်တွေကိုမွန်သွန်းအနေနဲ့ဂျန်ဂလာမဆော့စေခြင်းတဲ့ပုံမှာတော့ရှိတယ်နောက်တစ်ခုက EHB နဲ့ GoCrack တွေပုံမှန်3မိနစ်ကြာတခါပေါ်တာကနေ45စက္ကန့်လုံးပလိုက်ပြီဆိုတော့ကခဏခဏ response ပေါ်မယ်ပေါ့နော်ဒါအပြင် physical နဲ့ magic defense ကိုလည်း0အထိပါ short လိုက်တယ်ဆိုတော့ကကေးရတာတော်တော်လေးကိုလွယ်သွားတယ်ဆိုလိုရင်းက တိုက်ရတာလည်းလွယ်သွားမယ် response ကလည်းခဏခဏပေါ်မယ်ဆိုတော့အထူးသဖြင့် EXP လိမ့်မှာ EXP crack လူးတဲ့ဗတယ်တွေအများကြီးဖြစ်လာနိုင်တယ်ဒါပေမဲ့ go crack ကိုတော့ go ရတဲ့ reward တွေနည်းနည်းလေးလျှော့ထားရပေါ့လေအရင်တော့က mass ban ကိုမှလိမ့်တာတွေကောင်းနေလုံနေကြအကွက် go crack တွေလူစားတယ်တပယ်လိမ့်နေစားတယ်ပြီးတော့ fight အောင်လုပ်တယ်စသဖြင့်ပေါ့ဒီအကွက်အတွက်ကိုလျှော့ထားတာဆိုတော့ဒါကလည်းကျွန်တော်အမြင်အရဆိုလို့ရှိရင်လျှော့တင်တယ်လို့လည်းမြင်တယ်ပေါ့လေ နောက်တစ်ခုအနေနဲ့ hacker roam ကိုကျွန်တော်အနေနဲ့တော်တော်လေးသဘောကျတယ်ဒီမှာ the patch မှာမွန်သွန်းအနေနဲ့ hacker ကိုလည်း buff ပေးထားတယ် hacker ကို scale 1တုံးမယ်ဆိုရင်အရင်လိုမျိုး အလဲဆန်တာတဲတဲကြမှ terrifying effect ဖြစ်မှာမဟုတ်ဘဲနဲ့အခုဆိုလို့ရှိရင်စောင်းဝိုင်းရဲ့အစွန်အားလေးကိုထိရုံနဲ့တင်ကို terrifying effect ဖြစ်မယ်ဒါအပြင် scale 2ရဲ့ extra physical အသက် bonus ကိုလည်းတိုးပေးထားတယ် scale 1တုံးပြီးတော့မူးသွားတဲ့အချိန် စကေတူထိုးတဲ့အခါတာဂက်ဟစ်ကိုလည်းအရင်ကထက်ပိုပြီးတော့တိကျအောင်လို့ပြင်ပေးထားတယ်။အာတီမိတ်ကတော့ပုံမြန်သွားမယ်။ဘာညာပေါ့လေ။ဒါပေမဲ့အဓိကပြောချင်တာကကျွန်တော်အနေနဲ့ဟဲကက်ရိုမာကိုတော်တော်လေးတဘောကြတယ်။တစ်ဖက်မှာလည်းကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောသလိုဒီမက်တာ HP base item တွေ buff ထားတဲ့အခါကျတော့တန်းချံကလာတွေပိုကျန်းလာနိုင်တယ်ဆိုတော့ဟဲကက်လိုရိုမာကလည်းထဲ့သွင်းစဉ်းစားစရာတွေတဲကအချက်တစ်ချက် ဖြစ်လာနိုင်တဲ့နောက်ထပ်အနေနဲ့လိုင်လီယာမစ်တွေဒီမက်တာဖက်အရာအာလီအင်ပက်များတဲ့ဇူစင်၊ကင်မီ၊ဆက်လီနာတို့လိုမစ်လိန်နာတွေအကုန်နက်ခံရတဲ့အချိန်မှာလိုင်လီယာတီအာလီတော်တော်လေးဒိုမနိတ်လုပ်လို့ကောင်းသွားမယ်သူ့ရဲ့ခူးတောင်းလျှော့တယ်မန်နာကော့စ်လျှော့တယ်ဒမ်မေ့ချ်တိုးတယ်ဆိုတဲ့အချက်ကတော်တော်ကြီးကိုကျန်းတယ်အထူးသဖြင့်ခူးတောင်းဆိုလို့ရှိရင်6စက္ကန့်ပဲရှိတော့တယ်ဒါကကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်အာလီဂိန်းဒီလိုင်လီယာတီတော်တော်ကြီးကို broken ဖြစ်မယ် hero ပဲ ဒါပေမဲ့ကျွန်တော်သိမကြိုက်တာကဒီကောင်းရဲ့ skill သူ hero ကိုထိတယ်ဆိုရင် energy recharge လုပ်တဲ့ဟာကအရင်တုန်းကဆိုရင် maximum gloom အကြီးကြီးကို50%တောင်မှ short ပေးတယ်ဒါပေမဲ့အခုကကျတော့ gloom အကုန်လုံးကို hero ကို ထိတာနဲ့20% recharge ဆိုတော့ solo ရင်းကကျွန်တော်တိုးတဲ့ပြန်ခြုံကြည့်မယ်ဆိုရင် early gain တော့ lilia ကျန်းတယ်ဒါပေမဲ့ late gain ကတော့နည်းနည်းလေး potential ကျသွားလိမ့်မယ် ဒါကျွန်တော်အမြင်ပေါ့လေလိုက်လီယာပြီးရင် Uranus Asthma လိုကောင်တွေက Metaphash နှစ်ခုလောက်ကိုထိုင် buff ထားတာဆိုတော့တုံးတာတော့တုံးလိမ့်မယ်ဒါပေမဲ့ကျွန်တော်အရှိကပြောခဲ့တဲ့ fighter တွေလောက်တော့မကြိုက်ဘူး Mass Man တွေမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ Bruno ကိုတော်တော်လေးတဘောကြနေတယ် Manacos ကိုလည်း short လိုက်တယ်ပြီး stat တစ်ခုချင်းစီရဲ့ Christians ကိုလည်းတိုးပေးထားတယ်ဆိုတော့ဒီ Bruno ဒီလိန်နှက်မချက်မှာတော်တော်လေးထိန်းရတာအဆင်ပြေသွားနိုင်မယ်ဒါအပြင်ဒီ Metaphash အရာကလည်း ဂိုးခရက်ကိုခဏခဏစားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မတ်ချက်တာတဲ့ကောင်တွေကပို့ပြီးတော့မတာဝင်နိုင်တယ်ဆိုတော့ကျွန်တော်အမြင်အရဆိုရင်ဘရူနိုကိုတော့တော်တော်လေးသဘောကျတယ်တခြားမတ်စမန်တွေဖြစ်တဲ့အေဇီယာနက်တန်လက်စလီတို့ကြတော့ဘက်ဖ်ဒါတော့ဟုတ်တယ်ဒါပေမဲ့အားလီမှာကြတော့နည်းနည်းလေးဆော့ရတာခက်လိမ့်မယ်ဒါပေမဲ့တခုရှိတာကဒီအားလုံးသိတဲ့အတိုင်းပဲအေဇီယာဒီဂီအကွက်တို့ဒါမှမဟုတ်လို့ရှင်နက်တန်ဟိုမှာရက်ဖလာနဲ့တွဲတာတို့စသဖြင့် အကွက်တွေရှိရင်လည်းဆိုလို့ရှိရင်တော့ကောင်းတယ်ဒါပေမဲ့ overall ခြုံကြည့်မယ်ဆိုလို့ရှိရင် Bruno ကတော့ကျွန်တော်အနေနဲ့ပို့ပြီးတော့တဘောကြတယ်နောက်ဆုံးအနေနဲ့ Rafaela ဒီ eSport World Cup ရဲ့ ban rate အများဆုံး hero တကောင်ဖြစ်လာနိုင်တယ်လို့လည်းပြောလို့ရတယ်အဓိကကသူ့ရဲ့ passive အသစ်ဖြစ်တဲ့ hero တကောင်ကိုပြန်ပြီးတော့ respond လုပ်လို့ရတယ်ဆိုတဲ့အချက်ကဒီ mobile legends မှာတော်တော်လေးကိုထူးခြားတယ်တည်သွားတဲ့ hero တကောင်ပြန်ပြီးတော့ respond လုပ်မှာဗျာ အရာကြီးကတော်တော်ကြီးကိုလမ်းနေဒီ MSC မှာလာမဲ့အသင်းကြီးတွေအနေနဲ့လဲ Rafaela ကိုတည့်ပြီးတော့ Macro Play တွေအများကြီးဆော့လို့ရတယ် Brother တို့မြင်တောင်ပြောရမယ်ဆိုလို့ရှင် Rafaela နဲ့ Chip နဲ့ Battle နှစ်ခါဆိုင်တဲ့အကွက်မျိုးတွေစသဖြင့်ပေါ့ကျွန်တော်အနေနဲ့ကတော့ဒီ eSport World Cup မှာအသင်းကြီးတွေအနေနဲ့ Rafaela ကိုတည့်ပြီးတော့ Blue Hero မျိုးတွေနဲ့တွဲပြီးတော့ Macro Play တွေဆော့မလဲတစ်ဖက်ကကောင်တာပလေးကရောဘယ်လိုဆော့ကြမလဲ စသဖြင့်ကျွန်တော်အနေနဲ့ကတော့စိတ်လှုပ်ရှားတယ်။ဘာဖြစ်လို့လဲဆိုတော့ Raffler အနေနဲ့ Hero တကောင်ကိုပြန်ပြီးတော့ respond လုပ်နေတဲ့အချိန်မှာ damage ထိသွားတယ်ဆိုရင်အဲ့ဒါကပြတ်တယ်။အဲအတွက်ကြောင့်မလို့ရီဆန်းရှင်းနဲ့ဇီရှန်း Global Vision Hero ကောင်တွေအနေနဲ့ကဒီ Raffler ကိုကောင်းကောင်းကြီးကိုကောင်းတာနိုင်လိမ့်မယ်လို့တော့မြင်တယ်။ဒါပေမဲ့တင်းကမ်မစရီနဲ့တော့ဆော့ရမယ်ပေါ့လေ။တာအီဟူကောင် response လုပ်နေပြီးကြဲကြဲကြဲစားတဲ့ပြင်ရီဆန်းရှင်းကို โอเคအဲ့လိုမျိုးပေါ့ new hero zishan နဲ့ပတ်သက်ပြီးကတော့ကျွန်တော်အနေနဲ့ gameplay နဲ့တကွ video တက်တက်လုပ်ပေးမယ်ဒီ hero ပေါ်ကိုကျွန်တော်ဘယ်လိုမြင်လဲ weakness နဲ့ strength ကဘာရှိမလဲစသဖြင့်ပေါ့ဒါကတော့နောက် video ရင်မှပဲလာမယ်ဆိုတော့ကအဆုံးထိရှိရှိပေးရတူတယောက်ချင်းစီတိုင်းကိုလည်းခြေစမြိုင်းတပါတယ်ကျွန်တော်ပြောတဲ့အချက်တွေက e-sport pocket မှာတေချာပေါက်ဖြစ်လာနိုင်တယ်လို့လည်းကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့ဒါတွေက prediction အဆင့်လောက်ပဲရှိမယ်ပေါ့နော်ဆိုတော့က ဒီ eSport World Cup အတွက်ကတော့ကျွန်တော်အနေနဲ့ကြည့်ချင်နေပြီပေါ့နော်တော်တော်လေးကိုစိတ်လှုပ်ရှားနေပြီဆိုတော့ကအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ဘိုင်ဘိုင်